အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ပြနေကင်းလီကနေပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်မနေ့ပြောရမယ်ဆိုတော့ညအဖွဲကိုကျွန်တော်မကြည့်ဖြစ်ခဲ့ဘူးဒါကျွန်တော်ဒါမနေ့ကနုနုချင်းဒါကျွန်တော်အေးပေါ့ငါအင်္ဂလန်သေးလေးဘယ်လိုလုပ်မလဲဘယ်လိုခြေလေးရှိလဲဆိုပြီးကျွန်တော်တစ်ချက်ကြည့်တော့နိုင်တော့တယ်ဗျ2-0ဆိုရရတယ်နော်အဲ့တော့ကျွန်တော်ဒါ highlight လေးပြန်ကြည့်ပြီးတော့ဒါကိုသေးကြိုကြည့်တော့မဆိုးဘူးအမနေ့ပြောမှဆိုတော့ဒီ international ပွဲတွေမှာဒါအရန်ကြီးလက်ရေးမကြည့်တော့ကျွန်တော်အိတ်တာပြားပါတယ်ဒါဘုမွန်လင်ပြောဒါပေမဲ့ကြည့်လိုက်တဲ့အချိန်မှာ အနည်းဆုံးတော့အော်ဆိုးဆိုတဲ့ feeling တခုရတယ်ဗောနော်သူ့ဟာနဲ့သူတော့ဟုတ်နေတယ်ဆိုတဲ့ feeling တခုရတယ် အဲ့ဒါကျွန်တော်တို့ပို့ဝင်လင်ခင်ဗျားတို့ပြောနေကြပါကျွန်တော်မကြည့်ရင်တော့မကြည့်ဘူးကြည့်ရင်တော့ကြည့်တယ်ဒါကျွန်တော်ပို့ဝင်လင်ပဲဒါပေမဲ့ဒီနေ့ပုံစံမှာဒါ highlight ကြည့်ပြီး wave banner လို့တော့မဟုတ်ဘူးနေဒါကျွန်တော်အနေနဲ့ဩငါသေးကမဆူလားဆူတဲ့ပုံစံမျိုးလေးကိုခန်းစားတော့ကျွန်တော်ပြပြဖြစ်တယ်အဲ့တော့ဒီနေ့ပေါ်တော့ဒါခုနကပြောဆိုပွဲပြီးသုံးသက်ချက်ဆိုတာထက်ဒါကျွန်တော်ရဲ့လက်ရှိတော့မတူချေဒါပထမဆုံးပွဲခန်းစားချက်ပေါ့နော်အမှန်တမ်းပြောမှဆိုခုလောကကျွန်တော်တော်တော်လေးပြင်မဲ့နေဒါကျွန်တော် international break ဖြစ်တော့ကျွန်တော်ခီးသွားတယ်လာမယ့်တနင်္လာနေ့ကျရင်လည်းကျွန်တော်ခီးထပ်သွားအောင်မယ်အဲ့တော့တိကျလို့သိလိမ့်မယ်ကျွန်တော်ဒါ international break ဆိုကျွန်တော်အမြဲတမ်းခီးသွားတယ်ပေါ့နော်ဒီခါကျွန်တော်အင်္ဂလန်တော့မသွားတော့ဘူးဒါတောင်းသားသင်းတော့ကြည့် ည်ပြီးတော့လက်ရှိမှာလောကလုံးဝအစီအစဉ်မရှိဘူးเนาะကျွန်တော်ကျွန်တော်ဒါရှောက်ပြီးသွားနေတာအဲ့တော့ကျွန်တော်ကမယ်ခုနေ့ကလည်းခကြီးရမှပြန်လာတယ်ကျွန်တော်လေးကိုပြန်မကြတာ၂ရက်ဆက်အိတ်တယ်၂ရက်ဆက်အိတ်ပြီးဒီနေ့မနေ့ကနည်းနည်းလေးဆော့ဆော့နိုးတယ်ဆိုတော့နှုတ်ရဲဆိုတော့ဒါကျွန်တော်တို့ဗီဒီယိုတင်တဲ့ချိန်တော့နည်းနည်းနောက်ကြပါတော့ကျွန်တော်ဒါအင်္ဂလန် highlight ကလောင်း highlight ပြန်ကြည့်နေပါတော့တချို့ကြအင်္ဂလန် highlight ဘယ်မှာကြည့်ရကျွန်တော်မေးကျွန်တော်ကိုကျွန်တော် YouTube မှာဒါကျွန်တော်တို့သူများဟိုတချို့ကြလည်း game ဆော့တာတွေဖြဖြညက်တက်တင်ထားရစားတွေလည်းရှိတယ်ဒါကျွန်တော်ကျွန်တော်ကျွန်တော်ဟိုသူဟိုးစားကြည့်လိုက်ဒီအားစားကြည့်လိုက်ကျင်းကျင်းနေတာနည်းလဲသွားရစားမှရှိတယ်ပေါ့နော်အဲ့တော့ အင်္ဂလန်သင်းနေတဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့တကယ်ကိုဟိုလူငယ်တွေနဲ့လူကြီးတွေနဲ့ပေါင်းပြီးထွက်လာခဲ့တယ်ပေါ့နော်လူဝစ်ကယ်လီဒါကျွန်တော်မင်းနေ20မှာတွင်းသွားခဲ့တယ်ဒါကျွန်တော် overlap လုပ်ပြီးသူရှေ့ကနေရောကျွန်တော်ဒါ Frankfurt နဲ့တွင်းသွားခဲ့တယ်ဒါပြီးတော့ Harry Kane ကဒါကျွန်တော် Bellingham ပြီးလိုက်တဲ့ဘောလုံးတစ်ချက်ထိန်းပြီးကျွန်တော် AC ကန်သွားခဲ့တယ်ပေါ့နော်အဲ့တော့ ပြောချင်တာကလူးဝစ်ကယ်လီအတွက်လုံးဝမှတ်မှတ်ရရပဲသူကအင်္ဂလန်ရဲ့ပထမဆုံးပွဲထွက်တဲ့ပွဲစဉ်မှာဒါကျွန်တော်ဂိုးပထမဆုံးသွင်းခဲ့တဲ့လူးဝစ်ကယ်လီကတကယ်ကိုကြီးကျူးစရာဖြစ်တယ်ပေါ့နော်အဲ့တော့အင်္ဂလန်အသင်းရဲ့ဒါကျွန်တော်တို့အင်္ဂလန်အသင်းမှာဒါ Hill and Product ဒါကျွန်တော်တောက်ပနေတာပထမအချိန်မဟုတ်တော့ဘူးဒါကျွန်တော်တို့စာကာပြီးနေတာကျွန်တော်နောက်ပိုင်းမှာဒါမဆိုးလို့ကြိုးလိုက်ရနောက်ပိုင်းညာဒါကျွန်တော် Eden Wanderer လေးဒီလိုမျိုးလာလိမ့်မယ်လို့ကျွန်တော်အမြင်နဲ့ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့အတွက်ကဒါကျွန်တော်ရင်ထဲမှာကျန်ဒီစီဂျင်းတဲ့ခုကသူ့ရဲ့ line up ဘိုင်းတစ်ခုလို့ပြောလို့ရရတယ်မှာပါတယ်ဗောနော line up ဘိုင်းဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ အဲသူသွားနေကြ formation ဖြစ်ပဲနဲ့3 back formation ဖြစ်ပဲနဲ့4 back formation နဲ့သူသွားခဲ့တယ်။သူရဲ့ formation ကဘာနဲ့သွားတူလဲဆိုကျွန်တော်ဒါအချိန်ကဂျာဂျန် club ပုံစံနဲ့နဲ့နဲ့ဆင်တယ်။တော်မဲ့သူရဲ့သွားနေကြပုံစံမျိုးထက်နဲ့နဲ့လေးကွဲတယ်ဗောနော်ပြောချင်တာသူ့အနေနဲ့သူဘာလုပ်လိုက်လဲဆိုတော့ โอเค experience ကစားအောင် non experience ကစား experience ဆိုတာကျွန်တော်တို့နိုင်ငံအသင်းမှာပေါ့နော်ဒါကျွန်တော်တကယ်ပို့ပြီးဝါကြီးတဲ့ကစားသမားကိုနည်းနည်းလေးဝါနေတဲ့ကစားသမားနဲ့ကတ်ထားတယ်ဥပမာကျွန်တော်ကျွန်တော်ပြောမှာဆို left back မှာဆိုတာကျွန်တော်လူငယ်ကစားသမားဖြစ်တဲ့ scale လေးကိုမှ right back မှာဒါကျွန်တော် Kyle Walker နဲ့သူပြန်ကတ်လိုက်တယ်ပေါ့နော်ဒါ center back မှာဆိုတာဒီတိုင်းပဲဒါနိုင်ငံပွဲရင်းနဲ့ဒါခုနောက်ပိုင်းမှာပွဲထွက်တာရှိပေမဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုဒန်ဘန်နဲ့ဒါခွန်ဆာနဲ့ကိုကတ်ချပလိုက်တယ်ဂိုသမားကတိတ်ပြီးသူနဲ့မြတ်ဆာအများကြီးရွေးချယ်စရာမလိုဘူးပေါ့နော်ကွင်းလယ်မှာဆိုတာကွင်းလယ်ဘိုင်းကနည်းနည်းလေး ကျွန်တော်တက်ကသဘောကျစရာဖြစ်တယ်ကျွန်တော်အရင် personal favorite ဖြစ်တဲ့ Queen လပိုင်းကိုသူတုံးထားတယ်အရင်တော့ကဒါဟိုးအရင်တော့ကအဲပြောရမယ်ဆိုရင်အဲ ဘာနဲ့တော့ဆက်ဘာနဲ့တော့တူလဲဆိုကြကျွန်တော် club ရဲ့ဒါကျွန်တော် food food နဲ့တော့ဆက်နေ3 3 2ကိုယ့်ရဲ့3ယောက်မှာ am တယောက်ပါမ cm တယောက်ပါမ dn တယောက်ပါမဒါသူ့ရဲ့လုံးဝ signature move ပုံစံမျိုးပေါ့နော် thomas suchia သုံးဘူးလားမသုံးဘူးလားကျွန်တော်အရင်တော့မတွေ့ဘူးပဲအရင်တော့ thomas suchia သုံးရင်3 bet တော့ပါဘူးပို့ပြီးတွေ့ရတယ်မှာပါတယ်ဒါပေမဲ့ဒီ3ဒီ queen လဲ3ယောက်ကကျွန်တော်ရင်ထဲမှာသဘောကျစီတဲ့ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နေဟာ okay thomas suchia ငါကြိုက်တဲ့ကွက်လေးသုံးနေတော့လားဆိုပြီးတော့ကျွန်တော်ခုနပြောတဲ့ highlight မကြည့်ခင်မှာဒီ formation ကြည့်တော့မစိုးပေါ့နော်အဲ့တော့ခုန bellingham တို့ am ပုံစံမျိုးအတည်ပြန်ထားတယ် cm မြန်မာ jones star ပြီးတော့ Declan Rice ကို DM ကိုအပစာအပီပေးချပလိုက်တယ်ဗောနော်တောင်တောင်မန်နီမှာတော့ဒါဆရာကြီးနှစ်ယောက်ဖြစ်တဲ့ဒါကျွန်တော်တို့လုံးဝ Manchester ရဲ့ဆရာကြီးနှစ်ယောက်ဖြစ်တဲ့ဒါကျွန်တော်တို့ Market Ratio ရဲ့ Right Wing နေရာမှာ4 down ထားတယ်တကယ်တမ်းပဲအင်ဂိမ်းမှာဒါကျွန်တော်4 down က Right Wing ဆိုတော့ AM မှာဒါကျွန်တော် Bellingham နဲ့နေရာအသက်မှာ Bellingham တစ်ခါကျရင် Right Wing ပြန်ထွက်စော်ရေးဒါကျွန်တော်4 down က AM တွေ့တယ်က Highlight မှာကျွန်တော်တွေ့ရဆိုတော့ဗောနော်ကျွန်တော်နေမှောက်ပါဒါပေမဲ့ဒီနေရာမှာတကယ်ကိုကောင်းသွားခဲ့တာတခုဟာ Harry Kane ပဲဘာလို့လဲခုနကပြောသလိုပဲ Queen Lin နဲ့တောင်မန်မှာသူ့လို့သူလှုပ်ပြီးတော့သူ့ဘာသူငိုရဲရတာပြောင်းရွှေ့နေတဲ့အုံစံဖြစ်တဲ့ကြောင့်မို့ Harry Kane ကဒါ မလိုအပ်ဘဲနဲ့အရန် drop this thought ကြမှာဒါပေမဲ့ Harry Kane ကိုဒါကျွန်တော် highlight မှာကြည့်ပုံရသူကလူအိုက်လူအက်လို့ဒါကျွန်တော်နောက်တီဆင်းပြီးတော့တောင်းမနှကောင်သွား overlap ပြန်လုတ်ခိုင်းပြီးဒါကျွန်တော်တိုက်ဆက်ဖို့နှကောင်သွားတာအဲ Rashford ကိုဒါ Foden ကိုဂိုးသွင်းတဲ့ကြောင့်မဟုတ်ဘူးဒါကျွန်တော်ပြောတယ် Bellingham နဲ့ကြာကျွန်တော်တို့ Kane နဲ့ဟာအလေဒီဆင်းပြီးတော့နှကောင်လုံးကို striker ပုံစံဘာလို့ပြန်ကြည့်မယ်ဆိုရင်သူက Foden ကို center forward လဲဆော်လို့ရတယ်ဒါ ရက်ဖို့ကိုစန္ဒာဖိုးလဲဆိုတော့ဒါအင်ဂိမ်းမှာခုနပြောဆိုဒီနောက်ကတောင်မန်ဆိုပြီးမှတကယ်တမ်း intense ဖြစ်လာရင်ဒီတောင်မန်တစ်ခုကနေရှေ့ကိုတက်ပြီးတော့ဒါကျွန်တော်တို့ Harry Kane နဲ့ Bellingham နဲ့ Diamond ပုံစံမျိုးဖြစ်သွားတယ်။အဲ့တော့ကျွန်တော်ဒါပြန်ကြည့်မယ်ကျွန်တော်ဒါ tactical ကနားမလို့ပြဒါပေမဲ့သူလှုပ်သွားတဲ့ဥစ္စာကဒါကျွန်တော် highlight မှာကြည့်ရအောင်အမိုက်တယ်ပေါ့မဆိုးဘူးပေါ့နော်ဒါပေမဲ့ Harry Kane ကိုသူ့အနေနဲ့ဒါကျွန်တော်တို့အရန်ကြီး drop စဉ်းစားပဲလိုအပ်တဲ့အချိန်မှသာ okay ဒါခုနပြောဆိုတောင်မန်နေအရန်လိုအပ်တဲ့အချိန် goal လိုအပ်တဲ့အချိန်မှသာဒါ drop စဉ်းစားခဲ့တဲ့ပုံစံဖြစ်သွားတယ်။ဒါပေမဲ့ဒီနေ့ပုံစံမှာဒါ Rashford နဲ့ Lewis Kelly ရဲ့ဒါကျွန်တော်တို့နားလည်မှုဒီနေ့တူတယ်ကျွန်တော် overlap တွေလည်းကောင်းကောင်းတွေ့ခဲ့ရတယ်ပေါ့နော် ော်အဲ့တော့တစ်ဖက်ကအယ်ဘေးနီးယားအသင်းကကျွန်တော်အနေနဲ့ဒါသူတို့ရဲ့ကစားသမားတော်တော်များများတော့ကျွန်တော်မသိတဲ့အခြေအနေရောက်သွားပြီအရင်တော့ဒါအယ်ဘေးနီးယားကစားသမားတချို့ကျွန်တော်ကိုရီတောင်နည်းနည်းသိတယ်ဒါပေမဲ့အခုလက်ရှိမှာတယောက်မှမသိဘူးဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါဝမ်းနေစရာတခုပြောရမယ်ဆိုရင်တော့ဒါအန်တိုနီဂေါ်ဒန်လေးဒဏ်ရာသွားတယ်ဗျအန်တိုနီဂေါ်ဒန်လက်ရှိမှာညူကာဆယ်ယူနိုက်တက်ကဒါကျွန်တော်ကာရာဘောက်ဖလားကိုယူပြီးဒါဥရောပကိုတက်ဖို့အတွက်အကျိုးစားနေချိန်မှာအန်တိုနီဂေါ်ဒန်လေးတယောက်ဒဏ်ရာသွားတာတော်တော်လေးကိုထိုးနှက်ချက်ကြီးမားတယ်လို့မြင်နေပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် နည်းနည်းလေးသဘောကျရတဲ့နောက်တစ်ချက်ကဆိုလန်ကီကသူမသုံးသွားဘူးပေါ့နော်ဒါလာမဲ့ပေါ်စမှာသူသုံးသားမသုံးလားမသိဘူးဆိုလန်ကီကသူမသုံးသွားတဲ့ကြောင့်ကျွန်တော်ကနည်းနည်းလေးသဘောကျရတယ်ဘာကြောင့်လဲကိုယ်ကစားသမားမနာဘူးအဲ့တော့လက်ရှိဒီနေ့ပွဲစဉ်ကိုကြည့်မယ်ဆိုတော့ okay အဗီနီးယားနဲ့ပွဲစဉ်မှာဒါကျွန်တော်တို့နီးပြတဲ့ bounce လည်းဖြစ်တယ်ပေါ့နော်ကစားသမားတွေလည်းနီးပြတဲ့အတွက်ဆော့ပေးခြင်းတဲ့ကြောင့်နိုင်သွားတယ်ဒါအသိပြီးတော့မထူးဆန်းဘူးဒါပေမဲ့ ကိုကြိုက်တဲ့ပုံစံမျိုးလေးနဲ့ဆော့ွားရဆိုတော့သဘောကျတယ်ဗျာဒါမှန်တယ်မျိုးကိုသူများရောကြိုက်ချင်မှကြိုက်ကျွန်တော်တို့ကိုကြိုက်တဲ့ပုံစံနဲ့ဆော့ွားတယ်ဒါလက်ရှိကြားရတဲ့သတင်းတွေကပြောနေကြတဲ့သတင်းတွေကဒီနေ့ပုံစံမှာဒါကျွန်တော်တို့9ဝါးရုပ်တွေမကဘူးဒါကျွန်တော် dominant ဖြစ်တယ်ဗောနော်ဒါကျွန်တော်တို့တစ်ဖက်အသင်းကိုလည်းဒါ PPCC ကောင်းကောင်းမွန်မွန်ဒါကျွန်တော်တို့ဆော့ပြသွားနိုင်တဲ့အတွက်ကြောင့်မို့အကုန်လုံးကတော့ why me ချီကျူးနေကြရဲတော်မတူချက်နေတဲ့ဒါ here point to prove ဗောနော်ကျွန်တော်ပြောသူပဲသူက German နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မို့ England နိုင်ငံသားအစ်ဒီကိုကိုင်တဲ့နေရာမှာ तू ကလက်ရှိမှာငါနိုင်ကိုနိုင်ရမယ်ဆိုတဲ့ point ကို proven လုပ်ဖို့လုပ်တယ်အဲ့တော့ ဒီကတ်စလီပြီးဂျာမန်ကကျွန်တော်ဂရက်ဆောက်ကဒီစကတ်စလီလက်ရှိမှာတော့ကျွန်တော်တီးကြရတယ်ပဲ။တော့မဲ့ဆိုရှယ်ပေါ့နော်။တော့မဲ့ကျွန်တော်ဒီနေ့ပုံစံမှာ3ဘတ်ပုံစံမျိုးထွက်လာခဲ့ပေမဲ့သူ3ဘတ်ပုံစံမျိုးထွက်မယ်လို့ထင်ခဲ့ပေမဲ့ဒါတကယ်တမ်းကျွန်တော်တို့4ဘတ်နဲ့ပဲထွက်လာခဲ့တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ပထမဟို highlight မကြည့်ခင်တော့4ဘတ်ဆိုတဲ့ရုပ်တဲ့ကြည့်တော့ Kyle Walker, Dan Ban, Konza, Sanabat 3ယောက်ပုံစံမျိုးသွားပြီး Lewis Kelly နဲ့ Declan Rice က inverted ပုံစံမျိုးသွားမှာတယ်။မဟုတ်ပြအဲ့လိုမထူးဆန်းနေမလုပ်သွားဘူး။သူအနေနဲ့ဒါ simple ပဲဒီနေ့ပုံစံမှာဒါသူသူ့ရဲ့ကစားသမားကိုသူနားလည်အောင်ကြိုးစားကြည့်တယ်ပေါ့နော်။အဲ့တော့ သဘောကြပါတယ်မနိုင်ပြောမှာဒါပထမဆုံးပွဲဖြစ်တဲ့တော့ဘာမှတော့ဒါချွတ်ဆက်ပြီးချီးမွမ်းလို့မြင်တယ်ဒါပေမဲ့သုံးမဲ့စုချဲသုံးမဲ့စုချဲပါပဲကျွန်တော်ဗော tactical က flexible ဖြစ်တယ် စီရယ်ဝင်တဲ့ရဆိုတာဒါမျိုးပြောနေတယ်မှာပါတယ်ဘောတော့ကျွန်တော်ကပြိတ္တကဒါကျွန်တော်ကလက်ရှိမှာဟိုလူမသုံးတဲ့ဒီလူမကျွန်တော်လည်းအော်တာပဲဒါကကဘာလို့သူသုံးပြသွားခဲ့တယ်အခုလက်ရှိမှာကျွန်တော်တို့ခဏတာပါဇက်ပြအောင်အိုးโอเคဒီကောင်ဆော့တတ်တာပဲဒီကောင်ကုကစားသမားတွေကိုကိုတိတာပဲဆိုတဲ့ဥစ္စာမျိုးကျွန်တော်တို့အတွေ့အထိတွေအဲ့တော့တော့မဲ့ဆူချဲတော့မဲ့ဆူချဲပါခုနကပြောသေးပဲဟိုကျွန်တော်မြန်မြန်ပြောသေးပဲကိုရီကို proven round လုပ်တဲ့လူကျွန်တော်သိသဘောကြတယ်ဗောနော်အဲ့တော့လက်ရှိမှာတော့မဲ့ဆူချဲပထမဦးပွဲကတော့ထွက်လာခဲ့တယ်ဒါခုနကပြောသေးပဲလူငယ်တွေအတွက်လည်းတကယ်ကိုပြောဖို့ကောင်းတဲ့လူတသိန်းလုံးနဲ့တော်တော်လေးကိုမိုက်ခဲ့တယ်မှာပါဘယ်လင်းဟန်ကိုနောက်ဆုံးတော့ဒါကျွန်တော်တို့စောက်ကိတ်နောက်ပိုင်းမှာ ဒါပင်းနေရဘလူထားတော့မလဲတိတဲ့နီးပြတရတော့ပေါ်လာတယ်လို့ပဲပြောအောင်ပေါ့နော်အဲ့တော့ကိန်းနဲ့ဘယ်လင်ဆွစ်လုပ်သွားတဲ့တချို့ပုံစံမျိုး highlight မှာကြည်တာမဆိုးဘူးလို့ပြောလိုက်ရတယ်ဒါပေမဲ့ဘယ်လင်ဟန်ကကိန်းကိုပန့်ဘူးတာကပို့ပြီးတော့လုတ်တဲ့ဥစားများတယ်သူကိုယ်တိုင်ဂိုးသွင်းကြတာတက်ဆိုင်သူ့အနေနဲ့သူ့ရဲ့ role ကိုသူသည်အဲတမိုးထားတယ်လို့ပြောပြောဒါပေမဲ့ခုနပေါ်ဆိုရင်နီးပြနဲ့ခုမှစပြီးတော့တေချာလုတ်တော့မလို့တဲ့ကောင်းရင်ကောင်းနေတာဖြစ်ရင်လည်းဖြစ်မှာပေါ့နော်ဒါပေမဲ့ဒီဒီတိုင်းလေးသွားမယ်ဆိုတော့မဆိုးဘူးခုနပေါ်ဆိုပဲ ကန်ကောင်းပြီဖျားမှာတပြီးနိုင်သွားဒီဇိုင်းအော်ငါအသင်းကကောင်းလို့နိုင်သွားပါတယ်ဆိုတဲ့ feeling လေးကိုဒီနေ့ပွဲစဉ်မှာရရတယ်မှာပါတယ်အဝိနည်းအသင်းကိုလည်းရရှိမှာဒါကျွန်တော်အင်္ဂလန်အသင်းကနိုင်သွားပြီးတော့လက်ရှိဒါကျွန်တော်တို့ကမ္ဘာဖလားခြေစစ်ပွဲတော့အခြေအနေတွေကောင်းသွားပြီလို့ပြောလို့ရတယ်။တေဘေရဆိုလည်းလက်ရှိမှာဒါကျွန်တော်နိုင်ပါတယ်ဒီကမ္ဘာဖလားခြေစစ်ပွဲမတက်ဆက်ကြောင်းမှမရှိရ။အဲ့ဒီအုပ်စုထဲမှာတကယ်နဲ့ပြဿနာကြီးမှာဆိုခတ်တာဆိုလို့စားပြရတကောင်မှရှိတယ်။အဲ့ဒါပဲရှိတယ်ဘာလို့မှရှိတာမဟုတ်တော့ပြောချင်တာကတော့ဒီနေ့ပေါ်မှာအင်္ဂလန်ကသူ့ဘာသူ ခေါင်းတလုံးသာသွားခဲ့ပြီမဆိုးဘူးသူကသူနဲ့တော့ဟုတ်နေတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်အနေနဲ့နားခွင့်ပြီးပါအောင်အဲ့တော့ Louis Kelly ကိန်းတို့ရဲ့အတွင်းကိုနဲ့တူဒါကျွန်တော်တို့ Harry Kane တို့ရဲ့အတွင်းကိုနဲ့တူဒါကျွန်တော်တို့အင်္ဂလန်သင်းကတော့ Albania ကို2-0ဆိုရလဲနိုင်ရခဲ့ပြီးတော့ World Cup Qualifier မှာတော့၃မှတ်ရသွားခဲ့ဖြစ်တယ်နောက်ပွဲတစ်ပွဲမှာဒါကျွန်တော်တို့ Latvia Game Latvia နဲ့ဆိုတော့ပူလွယ်မှာပါပြီးတော့အိမ်ဝင်လည်းဖြစ်မဲ့ဖြစ်တဲ့အိမ်ဝင်မဟုတ်ထင်လားမဲ့ပေါ့ ဟုတ်တယ်လာမဲ့ပွဲအိမ်ငွေမကောင်လည်းမစိုးရတာမစိုးအဲ့တော့ထားပါလောက်ပါပဲတော့မဲ့သူချေပထမဦးဆုံးကြီးခဲ့တဲ့ပွဲအနေနဲ့တော့မစိုးလို့ပြောလိုက်ရတယ်နောက်လာဗီယာနဲ့ပွဲစဉ်ကအေးပြတ်ခံပြီးထားကြည့်တင်ကြည့်ရတော့မှာပေါ့နော်လောက်ပါပဲဘလုံးဘက်ကကြည့်ရှုခြင်းလဲဆိုရင်တော့ youth sport media တွေပေါ့ဟိုဆိုနေဒီ before you တော့မှကျင်းလို့ဆိုတော့ပေါ့အကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြူတမရဲ့ကောင်းမွန်သောဒီနေ့ဖြစ်ပါစုမောင်းတောင်းပြီးနေပဲကျွန်တော်တွေနောက်မှ AC2 ကြရပေါ့အားလုံးမကြူတမရဲ့ day 4ဗျ